နဲ့ငကားပြီးမေခေါင်အောက်ကလေဝက်ခီတိပံတိုးတက်နေတဲ့ဒီခေကြီးမှာရှေးရိုးဆွဲယူဆတွေကရှိနေဦးမလားဒါမှမဟုတ်ကျမတို့မမြင်နိုင်တဲ့လောကတစ်ခုကိုယုံတည်နေကြတာလားမေခေါင်မြေကန်ကကလင်းငယ်လေးရဲ့ထူးဆန်းတဲ့တွေ့ကြုံကိုနားထောင်ကြည့်ရအောင်ပါဘုံမီဖုံးကန်တဲ့မွေးလာသူလိုဒီပေရတဲ့နမေသူ့ဘဝကိုကဲတင်ခဲ့တာကဆရာတော်ရဲ့ထူးဆန်းတဲ့နမိတ်ဖက်မှုနဲ့လက်ကောက်ဝတ်မှာစီလိုက်တဲ့ကျိုးဒီကလေးဟာအခြားဘဝဘုံကနေပြီးတော့လာတယ်လို့ဆိုပါတယ် ကြောက်တော်ကငကားရုတ်တရားသူ့ကိုဆွဲဆောင်နေတယ်။ငကားပြီကိုဘလို့သွားရမလဲလို့မိခင်ကိုမေးတဲ့အခါမိခင်ကပြန်ဖြေတယ်။ကောင်းတဲ့ကလေးဖြစ်ပါ။တီလာစောက်တီပါ။ဘာဝနာပွားပါ။ဒီစကားတွေကဘုံမီးရဲ့ဘဝလန်းကိုလှည့်ပြောင်းပေးလိုက်တယ်။ညတကောင်တိတ်ဆိတ်ငြိမ်သက်နေတဲ့ကမ်းပေါ်မှာထူးဆန်းတဲ့အရာတစ်ခုဖြစ်ပေါ်လာတယ်။ရေတိမ်ကြီးဖြစ်ဖြစ်ချင်းကမ်းဆက်စီတို့ရွေ့လာတယ်။ရေတိမ်ရဲ့အလဲဘဝရေအောက်ကိုဆင်းသက်သွားတဲ့လှိုင်ကောင်းကြီးလိုပေါက်နေတယ်။ ြင်းထန်တဲ့အလင်းရောင်တစ်ခုလင်းလက်လာတယ်။မျက်လုံးမိတ်လိုက်ရတယ်။ပြန်ဖွင့်လိုက်တဲ့အခါအရှင်ကိုကြိုဆိုပါတယ်။ကျွန်တော်ကသူဝနာကနဂါမင်းဒီနေရာကအရှင်ရဲ့စင်းမြစ်ပါ။ဒီတကားကိုစောင့်ကြပ်နေတဲ့နဂါကြီးတွေကိုတတိထားပါ။ကြောက်တွေရဲ့လင်းလက်မှုတွေကိုပြောမပြနိုင်အောင်အေးဆက်တဲ့လေလူ။ဒါကတော့ကျွန်တော်တို့ရဲ့နဂါမျိုးရောဒီလန်းเจ้าတွေကတနေရာကနေတနေရာလူပြည်ကနေနေပြည်ထိသွားလာဖို့ပါ။အပေါ်ကလင်းနေတဲ့နေရာက လောကတကြီးလေးပါရဲ့ဆက်သွယ်ရပါ။ မြက်စွာဖျားနေပြည်ကနေပြန်ကြွလာတဲ့အခါဒီနေရာကနေမြင်ရပါတယ်။သတင်းချုပ်မှာမြင်ရတဲ့မီးလင်းပုံးလေးတွေဟာဒီကငကားမင်းနေမှုတ်ထလိုက်တဲ့မီးလျံတွေပါ။ကျွန်တော်အရခင်ဘွားကငကားမင်းအာရုံနာကောဗုဒ္ဓဘာသာကိုအလွန်ယုံကြည်ခဲ့ပေမဲ့ရဟန်းမပြုတ်နိုင်ခဲ့ဘူး။ဒီဖျားစင်းတူတွေရတနာတွေကိုရီအောင်မှရှာဖွေပြီးတော့ဌာပနာထားခဲ့တာ။အခုတော့အရှင်ရဲ့ရဟန်းပြုတ်ခြင်းနဲ့ဆန္ဒဟာအောင်မြင်သွားပါပြီ။အပေါ်ကဖုံးကြီးတွေရဲ့အတန်း အရှင်ပြန်ရမယ့်ချိန်ရောက်ပါပြီမျက်လုံးဖွင့်လိုက်တဲ့အခါเจ้าတော်နီကသိမ်းတောင်ပြေပေါ်မှာအိမ်မက်လာဒါပေမဲ့နာယီပိုင်း၃နာရီကြာပျောက်နေခဲ့တယ်လို့အားလုံးကပြောကြတယ်ဘယ်ရောက်သွားလဲဘုံမီသူပြောတဲ့ဇလန်းကိုအချို့ဟာယုံနေအချို့ဟာအိမ်မက်စိုးကြီးမှတ်ပြီးတော့မြေကမ်းမှာအိပ်ပျော်သွားတာလို့ပဲထင်ကြတယ်အိမ်မက်လားအမန်လားဒါကအရေးကြီးတဲ့မိကုံမဟုတ်တော့ဘူးဒီတွေ့ကြုံကဘုံမီကိုဗုဒ္ဓဘာသာပေါ်ပုံမနဲ့ဆိုင်နဲ့ယုံကြည်မှုပေးသွားတယ် သူကယဟန်ဘုရားကိုအပြည့်အဝဆက်ကပ်လိုက်ပြီးတော့ယဟန်ဖြစ်ဖို့နိဗ္ဗာန်ရောက်ဖို့ကြိုးစားခဲ့တယ်။တနေ့မှာတော့သူကငကားပြီကိုတကယ်ပဲသွားခဲ့သလား။ဒါမှမဟုတ်သူရဲ့ယခင်ဘုရားဆက်နွယ်နေတဲ့နည်းနည်းတဲ့တွေ့ကြုံတစ်ခုကိုခန်းစားခဲ့တာလား။မိခါမြေကြီးရဲ့အောက်ခြေမှာဘာတွေဖြစ်ပျက်နေသလဲ။ဒီဇလန်လေးဟာထိုင်းလာအိုဒေတာရိုးရာယုံကြည်မှုနဲ့ဗုဒ္ဓဘာသာစိတ်ကူးယဉ်မှုတွေကိုပေါင်းစပ်ထားပြီးတော့လူကြိမ်များစီမဲ့ထူးထူးဆန်းဆန်းခီးစဉ်တစ်ခုဖြစ်ပါရဲ့ရှင်။ အခုတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်သေးဆိုရင်တော့ like and follow လေးလုပ်ခဲ့ပေးပါအောင်ရှင်။အားပေးနှဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။